ရှမ်းပြောက်မှာအကြမ်းဖက်စစ်တပ်ကအသာစီးရနေတာစစ်တိုက်လို့အသာစီးရတာမဟုတ်ဘူးဖဖို့တို့ပြပပြီးသူတို့စစ်တိုက်လို့အသာစီးရတာမဟုတ်ဘူးအကြမ်းဖက်စစ်တပ်ကရှမ်းပြောက်မှာဘယ်လိုပြူဟာနဲ့တိုက်သလဲဆိုရင်လက်နဲ့ကြည့်နေတဲ့ပြစ်တယ်ဒရုန်းနေလေနေနဲ့ဘုံကျဲတယ်ဟောလက်နဲ့ကြည့်နေတဲ့ဇက်တိုက်ပြစ်တယ်ဒရုန်းနေလေနေနဲ့ဘုံကျဲတယ်အဲ့တော့ဘသူကခံနိုင်မလဲဇက်တိုက်ကြီးပြစ်နေမှာတော့ အောက်ကလည်းလက်နက်ကြီးနဲ့ပြစ်တယ်အပေါ်ကလည်း drone တွေလေအနေနဲ့ဘုံကျဲတယ်အဲ့တော့မခံနိုင်တော့တိုင်းရင်သားလက်နက်ကိုင်တွေကနောင်ချိုမှာစုတ်စုတ်တော့နောင်ချိုပြန်မေးလေရတယ်ကြောင်မဲမှာစုတ်စုတ်တော့ကြောင်မဲကိုပြန်မေးလေရတယ်အခုတီဘောကိုတစ်ခါထပ်စုတ်တော့တီဘောကိုတစ်ခါပြန်အကြမ်းမဲ့စစ်တပ်ကတိုက်တာကရိုးရိုးရှင်းရှင်းလေးလက်နက်ကြီးနဲ့ပြစ်တယ်ဘုံကျဲတယ် ဒရုန်းလေးလေးနေတဲ့ဘုံကျတဲ့လက်နက်ကြီးတွေနဲ့ပြည်တယ်အဲ့တော့တော်လည်းလက်နက်ကိုင်းတွေကမခံနိုင်ဘူးမခံနိုင်တော့ဆုတ်တယ်ဆုတ်တော့မြို့တွေပေးလေရအခုရှမ်းမြောက်မှာ၃မြို့ပေးလေရပြီရှမ်းမြောက်တဖြည်းဖြည်းနဲ့ကြာရှုံးလာပြီရှမ်းမြောက်တဖြည်းဖြည်းနဲ့ကြာရှုံးလာပြီနော်တရုံးနဲ့ဘုံကျတဲ့လင်းနဲ့ဘုံကျတဲ့လက်နက်ကြီးနဲ့ပြည်တယ် ပြည်သူတွေထိခိုက်တယ်လေ။ तू ကလူတို့ကိုပြစ်တာလေ။လူတို့ကိုပြစ်တော့တိုင်းရင်းသားလက်နက်ကန်တွေကလူတို့ကိုညှာတယ်လေ။အငါတို့မဖယ်ပေးလို့ရှိရင်အချမ်းဖက်စစ်တပ်ကလူတို့ကိုဘုံကျဲနေမှာလူတို့ကိုလက်ထက်ကြီးနဲ့ပြစ်နေမှာ။အဲ့တော့လူတို့ထိလို့မရဘူးငါတို့ဖယ်ပေးမှရမယ်။ တကယ်တမ်းကျတော့ TLL ကပြည်သူတွေကိုငဲ့ညာတာသူတို့ကလူထုကိုပြစ်တာလေအခုမိုးကုတ်မိုးမိတ်နတ်စာရှမ်းမြောက်မှာမြို့ပေါင်း၁၀မြို့လောက်ကိုနေ့တိုင်းဘုံကျဲတာလူထုကိုပြစ်တာအဲ့လိုလူထုကိုပြစ်တော့ TLL ကခံစားလို့မရဘူးအဲ့တော့လူထုတတ်တာပါစေဆိုပြီးတော့ တီရဲ့အန်လီကတဖြည်းဖြည်းဆုတ်ဆုတ်ပေးလေရတယ်ဆုတ်ဆုတ်ပေးလေရတယ်နော်အခုဆိုရင်ရှမ်းမြောက်တစ်ခုလုံးဘုံကျဲတာကြောင်မဲတီဘောနတ်မတူမိုးကုတ်မိုးမိတ်မိုင်းကော့မိုင်းလုံးနတ်ဆန်မိုင်းတုံဟောမြို့ပေါင်းကိုးမြို့ကိုဘုံကျဲတာအဲ့လိုဘုံကျဲတော့တီရဲ့အန်လီကပြည်သူကိုထိမှဆိုးလို့နော်ပြည်သူပို့ပြီးအထိနာမှဆိုးလို့သူတို့ကစုတ်ပေးလိုက်တာ အခုဆိုအဲ့လိုစုံရင်းစုံရင်းနဲ့၃မျိုးရှိသွားပြီ။ဘာအပြေးမှမထွက်သေးဘူး။ရှမ်းမြောက်မှာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကိုရပ်တန့်အောင်မလုပ်နိုင်တော့ဘူးလား။ဒါဖုံးလို့မေးခွန်းထုတ်စရာဖြစ်တာ။နော်။ရှမ်းမြောက်မှာအကြမ်းဖက်စစ်တပ်ရဲ့ဒီလေရင်နေလက်နက်ကြီးတွေကိုခုခံကာကွယ်နိုင်တဲ့နီးလန်းနေမရှိတော့ဘူးလား။ အကြမ်းဖက်စစ်တပ်တမျိုးပြီးတမျိုးသိမ်းနေတာကိုမခုခံမကာကွယ်နိုင်တော့ဘူးလားရက်တက်အောင်မလုပ်နိုင်တော့ဘူးလားရှမ်းမြောက်တဖြည်းဖြည်းကြရှုံးလာတယ်နော်ရှမ်းမြောက်တဖြည်းဖြည်းကြရှုံးလာတယ်အဓိကပြဿနာကလာရှိုးကိုပြန်ပေးလိုက်တာနော်အဲ့လာရှိုးကိုပြန်ပေးလိုက်တဲ့အချိန်မှာနောင်ချိုကြသွားတယ် ကြောင်မဲကြသွားတယ်အခုတီဘောကြသွားတယ်ဟုတ်တပိတ်ချင်းကြသွားတယ်ပေါ့နောက်ရှမ်းတောင်မှာလည်းပဲ PNOPA က AR 1000ကျော်ရှိတယ် AR 1000ကျော်ရှိတယ် PNOPA ကစစ်တပ်ဘက်ကဝိုင်းတိုက်နေဗျာဖဖို့တို့ကအခုအာနာရှင်တွေပဲတိုက်နေရတာမဟုတ် တရုတ်နဲ့လည်းတိုက်ရတယ်ရုရှားနဲ့လည်းတိုက်ရတယ်ဟောနော်ပြီးတော့ကိုတိုင်းသားလက်နက်ကိုင်ပြီး PNOPA အင်အားတပေါင်းညော်ရှိတယ်တိုင်းသားတွေနဲ့ပါတိုက်ရတယ်ဟာ BGF DGB အင်အားထောင်နဲ့ကြီးရှိတယ်သူတို့နဲ့ပါတိုက်ရတယ်ဘုံဘုံတို့တော်လန်ရေးကတိုင်းသားတွေကိုတော်လန်ကျင်တာမဟုတ်ဘူးတိုင်းသားတွေနဲ့တိုက်ချင်တာမဟုတ်ဘူးဒါပေမဲ့ဒီတိုင်းသားတွေကကြတော့ ကိုဂျိုးစည်းဘွားတွေကြောင့်အကြမ်းမဲ့စစ်တဲ့ဘက်ကပါလာတယ်ဗျာဒါတိုက်ရင်သာစရာကောင်းတယ်ဖမုံတို့မျော်လင့်ထားတာကနော်ပြည်သူရဲရဲဆက်ဆက်ညင်ပန်းနှိပ်စက်တက်ဖြတ်နေတာလူမျိုးတုံးတက်ဖြတ်နေတာစစ်ရာဇမှုတွေကျူးပြိုနေတာဒါမင်းအောင်လိုက်ဥဆောင်တဲ့အကြမ်းဖက်စစ်တပ်ငါတို့တော်လန်တာအကြမ်းဖက်စစ်တပ်ကိုပဲတော်လန်တာရိုးရိုးရှင်းရှင်းလေးဘယ်တိုင်းရင်းသားကိုမှငါတို့မတော်လန်ဘူး မကူညီနေမနှောက်ရှက်ပါနဲ့တဲ့မြတ်မစကပုံမှာဘဘလို့တော်လန်ရေးကိုမကူညီခြင်းနေမနှောက်ရှက်ပါနဲ့အခုကတိုင်းရင်းသားတွေကအာနာရှင်လည်းမဟုတ်ဘူးဘဘလို့ကလည်းဒီတိုင်းရင်းသားတွေကိုစစ်တိုက်ချင်တာမဟုတ်ဘူးအဲ့တော့ကိုသူတို့ကပြည်သူကိုမကူညီတဲ့အပြင်ကမှအာနာရှင်ဘက်ကဝင်တိုက်ပြီးနေတာဗျအခု PNO PI ဆိုအင်အားတပေါင်းကျော်ရှိတယ် ဘလောက်ရင်နာစရာကောင်းတယ်အာနာရှင်ဘက်ကဝင်တိုက်ဘီဂျီအန်နဲ့ဒီဂီဘီဆိုလဲအားထောင်တဲ့ကြီးကြီးတကြီးအာနာရှင်ဘက်ကဝင်တိုက်ဘလောက်ရင်နာစရာကောင်းတယ်ဘုံဘုံတို့ကဒီလိုအချင်းချင်းလဲတိုက်ချင်တာမဟုတ်ဘူးတိုင်းရင်းသားတွေလဲတိုက်ချင်တာမဟုတ်ဘူးဒီအချက်မအာနာရှင်တွေလည်းစစ်တိုက်ချင်တာပေါ့နော်အခုဆိုရင် PNO PNA ကအကြမ်းမဲ့စစ်တဲ့ဘက်ကဝင်တိုက်เนาะဝင်တိုက်ပြီးတော့ ရွာသားတွေကိုကင်းဆောက်ခိုင်းတယ်ကင်းမဆောက်နိုင်ငွေ9000ဒံရိုက်ဒံရိုက်တယ်ဒါရှမ်းပြည်နယ်တောင်ပိုင်းမှာပေါ့နော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရလို့ခေါ်တဲ့ကရီနီပြည်နယ်ဆက်ဖဲကုံမြို့နယ်ဘော်ရမ်းရွာကိုဒီအကြိုက်မှတ်စစ်တပ်နဲ့ PNO PIA ပေါက်ပြီးတော့နေအိမ်တွေကိုမီးရှို့တယ်ဟာ PNO PIA အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုံရက်တွေအတိုင်းလိုက်ပြီးတော့မလုံစေချင်ဘူးဖမုန်တို့ကဖမုန်တို့ကအာနာရှင် အကြမ်းဖက်နော်လူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝင်ကျွလွန်မှုဆိုတာဒီမင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကိုပဲဖြစ်စေချင်တာဘယ်တိုင်းရင်းသားကိုမှမပါစေချင်ဘူး BGA DGB ကိုလည်းမပါစေချင်ဘူး PNOPIA ကိုလည်းမပါစေအခုက PNOPIA က အကြမ်းဖက်စစ်တပ်နဲ့ပေါင်ပြီးရှမ်းတောင်နဲ့ကရားလို့ခေါ်တဲ့ကရင်နီနယ်စပ်မှာဘုံလိုက်မိလိုက်ရှို့နေတယ်ဗျာနော်ဒါစိတ်မကောင်းစရာပဲရှမ်းမြောက်နတ်ဆန်အုံးမစွန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအချောက်တိုက်လင်းင်းနဲ့ဘုံကျဲတာအသက်16နှစ်အရွယ်မိန်းကလေးတယောက်သေဆုံးပြီးတော့ကလေး၃ယောက်အပါဝင်ပြည်သူ၄ယောက်ထိခိုက်ဒဏ်ရာရတယ် အသက်16နှစ်အရွယ်မိန်းကလေးပေးဆုံးပြီးတော့ကလေး3ယောက်ပါဝင်ပြည်သူ4ယောက်ထိခိုက်ဒဏ်ရာရတယ်။နောက်ချင်းပြည်နယ်မတူပီကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတယ်။နောက်ဟာခါမျိုးကိုဘုံဟာခါမျိုးကစာတင်ကြောင်းကိုဘုံကျဲတယ်ကလေး2ယောက်တိဆုံသွားတယ်။ဟာခါမျိုးစာတင်ကြောင်းကိုဘုံကျဲတယ်နော်စာတင်နေတဲ့ကလေး2ယောက်ပြေးသွားတယ်။ဟောချင်းပြည်နယ်မှာလည်းပုံတနိုင်ငံလုံးကိုဘုံကျဲနေတာ ရှိသမျှလေရင်တွေအကုန်ထုတ်သွင်းပြီးတနင်္ဂနွေလို့ကိုပုံကျဲတာလေရင်နဲ့တောင်ပုံကျဲတာမဟုတ်ဘူးเนาะဆက်တက်လေရီတွေဂျွိုင်းရိုကော်ပိုရိုက်တရုံးနေနဲ့ကိုပုံကျဲတာเนาะ